ရုရှားစစ်တပ်အတွင်းတပ်သားတဲ့တသိန်း6တောင်ဖြည့်တင်ခေါ်ယူဖို့ပူတင်ညွှန်ကြားနှစ်ပေါင်းအတော်များများကာလတွင်ရုရှားရဲ့အကြီးမားဆုံးသက်အင်အားချဲ့ထွေမှုအတွင်တမရဗလာဒီမာပူတင်ကတပ်သားအသစ်တွေခေါ်ယူဖို့ညွှန်ကြားထားကြောင်းသိရပါတယ်။ပူတင်ကညွှန်ကြားခဲ့တဲ့အစီအစဉ်အသစ်အရအသက်16နှစ်နဲ့30ကြာစစ်သားတဲ့တသိန်း6တောင်ကိုဖြည့်တင်ခေါ်ယူသွားမှာဖြစ်ပါတယ်။ ဒါဟာ2010တဲ့နောက်ပိုင်းရုရှားစစ်တပ်ရဲ့အကြီးမားဆုံးလူသစ်ဆုဆောင်းမှုစီမံကိန်းဖြစ်လာမှာပါ။ပူတင်ကရုရှားဟာရှိရင်ဆွဲအမြင့်တဲ့စစ်မှုထမ်းအင်အားတစ်သက်သမ9သန်းကုန်နှစ်သက်သမ39သန်းအထိသုံးမြှုပ်ဖွဲ့စည်းသေးတယ်လို့ပြောကြားခဲ့ပြီးလပိုင်းအကြံမှာအခုအစီအစဉ်ကိုစတင်ပြင်ဆင်လာတာဖြစ်ပါတယ်။ဒုတိယတင်နာပတိပလာဒီမာဆန်မီယမ်စကီကသတ္တာတစ်တွေဟာယူကရိန်းရှေ့တန်းစစ်မြေနှပြင်တွေစိမ်းဆေးလွှတ်ခံရမှာမဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့လည်းကျူးကျော်စစ်ပွဲစာပိုင်းတော့ကစစ်မှုမထမ်းမနေရအမဲ့ကြီးညာခဲ့ပြီးတပ်သားတင်စုဆောင်းခံထားရသူတွေထဲကတချို့ဟာယူကရိန်းရှေ့တန်းစစ်မျက်နှာပြင်စီပို့ဆောင်ခံရပြီးတေကြီးတန်ရန်ရတဲ့တရင်တွေရှိခဲ့ပူပါလေအမေရိကန်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုအရရုရှားနဲ့ယူကရိန်းတို့ဟာစိုင်းရင်ဆိုင်ရာအခြေခံအဆောက်အုံတွေကိုအပြန့်အလှန်တိုက်ခိုက်တိုင်မျိုးကနေရှောင်ရှားပုံဂရုပြုထားပေမဲ့ ိုင်ငံတောင်ပိုင်းခါဆုံမြို့ကတာအပေးစင်တာတစ်ခုကိုရုရှားကပြမှတ်ထားခဲ့တာကြောင့်လူပေါင်း4,500ကျော်လျှက်ဆဲမိမရတဲ့အခြေအနေကြုံခဲ့ရတယ်လို့ AP သတင်းနေမှာယူကရိန်းကဆိုဆွဲပြောကြားထားပါတယ်။ရုရှားဟာຫນွေဥနဲ့ဆောင်းဥကာလတွေမှာစစ်မှုထမ်းအမိတ်နဲ့လူငယ်တွေကိုစိတ်ခေါ်လေရှိပါတယ်။လက်ရှိຫນွေဥကာလတပ်သားတစ်စုဆောင်းမှုဟာ2024ခုနှစ်တူညီတဲ့ကာလတုန်းကထက်အရေးအတွက်တောင်းပို့များပါတယ်။ အရင်တော့ကစစ်မှုထမ်းခေါ်ယူတဲ့အသက်အရွယ်ကို16နှစ်ကနေ28နှစ်လို့သတ်မှတ်ထားပေမယ်။2024နှစ်စံပိုင်းကစပြီး16နှစ်ကနေ30အထိပြင်ဆင်ခဲ့တာဖြစ်ပါတယ်။နှွေဥပောင်းစစ်မှုထမ်းသစ်တွေခေါ်ယူဖို့လျှာထားခံရသူတွေစီအကြောင်းကြားစာတွေစတင်ပေးဖို့ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။၃နှစ်ကျော်ကြာမြင့်လာပြီးဖြစ်တဲ့ယူကရိန်းစစ်ပွဲမှာရုရှားတပ်တွေအများပြားထိခိုက်သေးခဲ့ပြီး PPC သတင်းဌာနရဲ့အတည်ပြုနိုင်တဲ့စီးရင်တွေအရာ ရုရှားစစ်သားတသိန်းကျော်တည်ဆုံခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လက်တွေ့မှာ အသေးပြောက်ကိန်းကနဲဟာအဲ့ဒီထက်နှစ်ဆလောက်မြင့်တက်နိုင်ခြေလဲရှိနေတယ်လို့လိလာသူတွေကသုံးသပ်ထားကြပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။